ြင်သစ်နိုင်ငံပါရီမြို့တော်လူ့ပြရိုက်ကနန်းစင်ရတနာတွေဖောက်ထွင်းခံရမှုကြောင့်ဆုံးရှုံးခဲ့ရတဲ့တန်ကြီးကဒေါ်လာသန်း100ကျော်အထိများပြားနိုင်တယ်လို့သိရပါတယ်။အောက်တိုဘာ19ရက်နေ့မှာပြင်သစ်တနိုင်ငံလုံးကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေမဲ့ဖောက်ထွင်းမှုတစ်ခုကနိုင်ငံရဲ့အထင်ရှားဆုံးလူ့ပြရိုက်ကြီးမှာပေါ်ပေါက်ခဲ့ပါတယ်။ဆောက်လုပ်ရေးအလုပ်သမားတွေဖြစ်ဟန်ဆောင်ပြီးမျက်နှာဖုံးတွေဆွတ်ထားသူ၄ဦးကပြရိုက်ရဲ့စိမ့်မြက်ပတ်ချမ်းကန်းနလန့်ရဲ့အပေါ်ထက်ပရင်ပေါက်စီကိုလေကားတက်ထားတဲ့ထရက်ကားတစ်စီးအသုံးပြုပြီးချင်းကပ်ခဲ့ပါတယ်။ သူတို့ကပရင်ပေါက်ကိုခွဲဝင်အဲ့ဒီနောက်နန်းစင်ရတနာကိုမျိုးကိုလူရက်ပြီးမော်တော်ဆိုင်ကယ်တွေနဲ့ထွက်ပြေးလွတ်မြောက်သွားကြပါတယ်အဲ့ဒီဖောက်ထွင်းမှုမှာနန်းစင်ရတနာကိုမျိုးခိုးယူခံရတာဖြစ်ပေမဲ့ဒီတဲကတရဖူတစ်ခုကိုတော့သခိုးတွေကကြကြံခဲ့လို့ပြန်ရခဲ့ပါတယ်ဒါကြောင့်တကယ်တမ်းမှဆုံးရှုံးသွားတာကနန်းစင်ရတနာ၈မျိုးဖြစ်ပြီးတန်ဘိုးကယူရို88သန်းတနည်းအားဖြင့်ဒေါ်လာ102သန်းလောက်ထိများပြားတယ်လို့သိရပါတယ်ဒီဖြစ်စဉ်ကြောင့်ပါရီမျိုးရဲ့ဧည့်သည်လာရောက်မှုအများဆုံးပြလိုက်ကြီးက အောက်တိုဘာ21ရက်နေ့အထိပိတ်ထားဆဲလို့မြို့ကန်တွေပြောပါရရှင်